ကျွန်တော်တို့ကိုဒီ cloud key to edit မှာကျွန်တော်တို့ lob ကျွန်တော်တို့လုပ်မယ်ပေါ့နော် lob တီးပြီးသားလူတွေကတော့ဒီကက်ခဲပေးမယ်တီးသေးတဲ့လူတွေအတွက်ကျွန်တော်တို့ lob လုပ်မယ်ဆိုပြီးကျွန်တော်ရောက်လာတဲ့ demo position ကျွန်တော်တို့ lob ကိုအဲ ရအောင်အပြင်ကျွန်တော်တို့ biology မှာဆိုလို့ရှိရင် SMS ရပါတော့ကျွန်တော်တို့လောက်ပါတယ် passage ban နဲ့ကျွန်တော် mention လုပ်လိုက်တဲ့အတိုင်းကျွန်တော်လောက်ပါတယ်အဲတော့ဒီတော့ကျွန်တော်တို့လုပ်မဲ့ object ပေါ့နော်အခုဒီမှာကျွန်တော်တို့ဒီ object နဲ့လုပ်မယ်ဆိုလို့ရှိရင်ဒီ point နဲ့လုပ်မယ်ဆိုဒီ point ရဲ့ position အဲ pairing distance ကိုကျွန်တော်တို့အရင်ထောက်လိုက်ကျွန်တော် left grid လေးထောက်လိုက်ဆိုတော့ pairing distance ဘာပေါ့မယ်3.8.4ဒီအဲ့ဒါကိုဒီမော်ဘုံမှာ right grid ထောက် plot lob 1 8.4 and 2ပေါ့နော်2 1.4 2 1.4 okay ပြီးရတယ်ကျွန်တော်တို့ plot ဒီမှာကျွန်တော် visual လား radar လား selection လားကျွန်တော်တို့ကကျွန်တော်တို့ radar လောက်တယ်ဆို radar ပေါ့နော်အဲ radar radar ပို့ဟာယူရတဲ့ radar ပေါ့ဒီဒီမှာကျွန်တော်တို့ visual ရဟာယူရတဲ့ visual ရကျွန်တော်တို့ကကတော့ဒီမှာအဲဒီ radar ဟာကျွန်တော်ယူရတယ်ပေါ့ radar ကနေပြီး point ကိုကျွန်တော်တို့ယူပြီးတော့ကျွန်တော်လောက်လိုက်တယ် plot ပေါ့နော် တော့လို့ပြောတော့ဒီတိုင်းထားလို့မရဘူးဒီတိုင်းထားလို့ရှိရင်ဒီကောင်ကအဲ record မလုပ်အဲကြကျွန်တော်မလုပ်ပေးရလဲဆိုလို့ရှိရင်ကျွန်တော်ကခုလိုမျိုးလေးဒီ point တက်တက်ကိုရအောင်ကျွန်တော်တို့ပြန်ပြီးတော့ adjust လေးလုပ်ပေးရတယ်အဲကြမှာတော့ဒီ blink blink နေဖြစ်ပြီးသွားပြီးသူက record ဖြစ်သွားပါဟုတ်ပြီနော်အဲဒါဆို record ဖြစ်သွားပြီဒီဒီချိန်မှာကျွန်တော်တက်လို့ပြီးလောက်တာပဲ record လေးရပါတော့နော်တကယ်လို့ကျွန်တော်တို့ကအဲ့လိုမလုပ်ခဲနဲ့အခုဒီမှာကျွန်တော်ဒီ point ဒီစိမ်းနေပါတော့ကောင်းလေ အဲ green line လောက်မယ်306.5 1.2 OK အဲ့ဒါလေးပြန်ထပ်လုပ်ကြည့်မယ်306.5 distance က1.2 sorry 1.2 OK ဒါကျွန်တော်ရေးဒါလေးပဲယူထားတယ်ကျွန်တော် block ကိုကျွန်တော်လုပ်ကြည့်လိုက်เนาะဘာမှခုနလိုပြန်ပြီး adjust block ပဲနဲ့အတိုင်းလုပ်ပြီးွားပြီ PV ဆိုပြီးကျွန်တော်ထားလိုက်တယ်ပေါ့เนาะလုပ်ပြီး ထားလိုက်လို့ချင်းသူကရကော့လုံးလားမလုံးလားဆိုကျွန်တော်ပြန်စောင့်ကြည့်တယ်ထားနေဒီကောင်ပျောက်သွားလိမ့်မယ်ကောအဲဘုဒ္ဓဘာသာလို့ရှိရင်သူပျောက်သွားပြီရှိရောဒါဆိုကျွန်တော်ရက်ကော့ရဲမဝင်ဘူးရက်ကော့ရဲဝင်ဖို့အတွက်ဆိုလို့ရှိရင်ခုနကတည်းကကျွန်တော်ပြောသလိုအဲကျွန်တော်တို့သူ့ရဲ့ main distance ယူမယ်ဒီလို5.6 1.1 ပြန်လုပ်ပြမယ်ကျွန်တော်အဲ30အဲ5.5 30 5.5 1.1 1.1 okay ပြီးရင်ကျွန်တော် reader ပဲညွှားရပါမယ်ပြီးရတယ်ကျွန်တော်ဒီမှာဒါလေးကို point လေးပေါ်ရအောင် just လေးအဲနည်းနည်းလေးကျွန်တော်ပြန်ဟပ်ပြီးလုပ်ပြရအဲအဲ့ဒါမှသူကဒီလိုမျိုး blank blank ဖြစ်သွားလို့ရှိရင်ပြီးရင်ညင်သွားလို့ရှိရင်ဒါ record ဝင်သွားပြီเนาะဒါကျွန်တော် တော့လောက်ထား record မှာဝင်ပါတော့ကျွန်တော်ဒီညဒီညပါနော်အဲ့တော့ကျွန်တော်တို့အဲ ecology တူမှာအဲ့လိုပြီးလောက်တာတော့ကျွန်တော်ဒီတိုင်းလေးကျွန်တော်လောက်တာပါနော်ဒါလေးပတိသေးတဲ့ဆရာရဲ့အတွက်